အားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းချမ်းမချမ်းသာကြပါလေခင်ဗျာတော့ကျွန်တော်ရွေးချယ်ထားတဲ့ England Premier League ပွဲပြောရရင်ဒီကမ္ဘာကနေဘူတိုင်းနီကလင်းတဲ့ဘွန်ပူတောင်းတော့ပတ်ချက်ရအောင်အားလုံးပဲမင်္ဂလာပါညီကိုတို့ရေနေကောင်းချမ်းမချမ်းသာကြပါလေခင်ဗျာတော့ကျွန်တော် England Premier League ၅ပွဲရွေးချယ်ထားပါတယ် Man City Crystal Palace Brighton Leicester City Brentford နဲ့ Everton Southampton နဲ့ Aston Villa အစင်းနဲ့ Brentford ကိုပွဲစဉ်နဲ့ဖြစ်ပါတယ် စနေနေ့ညရဲ့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်စီးတီးနဲ့ခရစ်စတာပဲလစ်တို့ပွဲစဉ်ကိုပွဲချုပ်တုံးတာပေးမယ်ပေါ့နော်ဒီပွဲစဉ်မှာမန်စီးတီးကတလုံးတည်းဂိုးပေါင်းတောင်းလုံးတည်းရေဆိုမှစတင်ကြီးတွေပေးထားပါတယ်ဇေယအနေထားကိုကြည့်မယ်ဆွဲမန်စီးတီးအဆင့်6မှာရှိရ52နံပါတ်မန်စီးတီးရဲ့အပေါ်မှာတော့နျူကာဆယ်53ချဲစီ53တော့ပေါ့နော်သူရအောင်မှာတော့အက်စတန်ဗီလာ51နဲ့ဖူလမ်48မှာရှိပါတယ် ခရစ်စတာပဲလေအတင်းကတော့အစင်ဆက်တင်မှရှိတယ်53မှာပေါ့နော်ဒီအတင်းကတော့တမ်းမစင်းတော့ဘောဗျာတမ်းမစင်းတော့ဘူးအတူကလည်းကြိုးစားမှဆိုရင်ပေါ့နော်ယူရိုပါကွန်ဖရင့်စ်လစ်တနေရအတွက်အဖြစ်နိုင်သေးတယ်ပေါ့နော်ဆိုတော့ခုဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်ဒီနှစ်တင်းရဲ့ပထမအကြော်တော့ကခရစ်စတာပဲလေကွယ်မှာတူးတူးဆိုရရလာနဲ့ပြီးထားတာတွေ့ရပါတယ်လက်ရှိမန်စီးတီးအသင်းရဲ့ကာရာဖောင်း၅ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူရှင်းထားတဲ့နောက်ဆုံး၅ဘက်မှာဆိုရင် နှစ်ပွဲနိုင်နှစ်ပွဲသေးရတပွဲရှုံးထားတယ်ဗောနော်မန်စီးတီးကအခုတတိထားမိလားမသိအခုဒီဘက်နောက်ပိုင်းဗောနော်၄ပွဲလောက်ရှိနေဗောနော်၄၅၆ပွဲလောက်ကျွန်တော်ကဂိုးအောက်ဘူးဗောနော်တအားဂိုးလည်းမတွင်းတအားဂိုးတွင်းလည်းမခံအောင်ဗောနော်အဲ့လိုပြောချင်တယ်ဗောနော်အဲ့ဒီ၆ပွဲမှာဆိုရင်တပွဲပဲရှိတယ်ဘရိုက်တန်နဲ့တူတူကြတဲ့ပွဲဗောနော်ဒါသူတို့နိုင်သွားတဲ့လက်စတာဆိုလည်း 2Z ဗောနော်စပါဆို 1Z ဗောဗျာရှုံးလေ Forest ကို 1Z နဲ့ရှုံးတယ်လီဗာပူးက 2Z နဲ့ရှုံးတယ်ဗောနော်တအားဂိုးတွေတွင်းထားတာမျိုးမတွေ့ရဘူး တော်တော်များများပွဲတွေကဂိုးအောက်တွေကျနေတာတွေ့ရတယ်ပေါ့နော်ခရစ်စတာပဲလစ်ရဲ့အဝေးကွင်းပွဲတွေ၅ပွဲကိုကြည့်မယ်ဆိုရင်အဝေးကွင်းမှာကျတော့ခရစ်စတာပဲလစ်ကတအားကောင်းတဲ့၄ဝန်းနိုင်တပွဲသေးရေပေါ့နော်တကယ်လို့ကျွန်တော်အိမ်ကွင်းအဝေးကွင်းရောပြီးကြည့်မယ်ဆိုရင်၄ဝန်းနိုင်တပွဲသေးရေပေါ့နော်ဒီအတင်းကလက်ရှိကာရာဖုန်တအားကောင်းနေတဲ့အတင်းတင်းတဲ့မှာလည်းပါတယ်ပေါ့နော်ဒါမှဒီနေရာမှာတစ်ချက်ပြောစရာရှိတာခရစ်စတာပဲလစ်ရဲ့အဓိကကစားသမားပေါ့နော်အင်ကတီယာပေါ့နော်ဒီကစားသမားရဲ့ပြီးလို့ရှိရင်ဂူရီပေါ့ဗျာနောက်တန်းကစားသမားပေါ့နော်ခံစစ်မှုပေါ့နော်ဒီကစားသမားနှစ်ဦးပွဲပင်မယ်ပေါ့နော် ဒါကျွန်တော် bright တန်တဲ့ဘွားမှာအနိကမိခဲ့တယ်ပေါ့ဗျာဒါ man city ဘက်မှာဆိုဟာလန်ရှိမဲ့ rodri arki akanji storm ပေါ့ဗျာဒီနှစ်တင်း head to head ကိုကြည့်မှာဆိုရင်ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆို၄ချိန်ဒီတိအပြန်လန်ဂိုးတွေတွေ့ပြီးဂိုးပေါ်ဖြစ်ထားတယ်ပေါ့နော် man city က၃ချိန်နိုင်ထားတယ် crystal palace ကတစ်ချိန်မှမနိုင်ထားပါဘူးပေါ့နော်အနည်းဆုံးတည်ရတမပဲရယူထားတာတွေ့ရတယ်ပေါ့နော် ဒီနှစ်သင်ရနိုင်ကြရတော့မှာတော့ Man City က64 Crystal Palace က20ရာခိုင်နှုန်းဆိုမှာပေးထားပါတယ်။ Wines ရဲ့ပေါက်ချေးတွေကိုကြည့်မယ်ဆိုရင် Wines ကဖွင့်ထားတဲ့မိနစ်90 Dotter မှာအနည်းဆုံး3လောင်းထိရောက်မှာဆိုတဲ့ချေးဖွင့်ထားပါတယ်။ပြင်မိနစ်90 Dotter မှာ Man City ရဲ့သင်ရအနည်းဆုံး1လောင်းလောက်ထည့်မှာကျွန် Crystal Palace အသင်းကလည်းလက်ရှိတိုက်စစ်နဲ့ဆိုရင်အနည်းဆုံး1လောင်းလောက်တော့ရပါမယ်ဆိုတဲ့ချေးဖွင့်ထားတယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်တစ်ချက်စဉ်းစားကြည့်ရပါတော့ Man City ရဲ့ဒီဇယားအနေထားကိုကြည့်ကြည့်ရပါတော့။ Man City လို့အသင်းကြီးတဲ့တင်ကချန်ပီယံလိမွန်ဝင်တော့မဖြစ်ဘူးပေါ့နော်။ တော့မှနင်းကဆဲတို့ချက်သီးတို့ကလည်းအပြိုင်ဆိုင်ဖြစ်နေတယ်ဆိုတော့ဒီပွဲစဉ်မှာဗောနခရစ်စတာပယ်လစ်ကစားသမားနှစ်ဦးလည်းလွဲချော်မယ်အတွက်ကျွန်တော်ဒီပွဲစဉ်မှာဗောနဘော်ဒီမှာမန်စီတီတလုံးတရေဆိုရင်လည်းကျွန်တော်မန်စီတီပဲရွေးချယ်တယ်ဗောနအဂိုးပေါင်းတောင်းတောင်းတရေမှာတစ်ချက်စဉ်းစားစရာရှိတာကဒီဂိုးပေါင်းတောင်းတောင်းတရေတွေကအများအဖြစ်ဗောနကျွန်တော်တို့ကဂိုးပေါ်လည်းဥတီတယ်လို့ဂိုးအောက်ကိုလည်းဥတီတယ်ဗောနဂိုးပေါ်ဖြစ်ပြီဆိုရင်လည်း၄-၅လုံးတိတစ်ခါတည်းတွားရတယ်ဗောနဂိုးအောက်ဖြစ်ရင်လည်း1-1စီစီ2စီဒီလိုမျိုးပုံစံနဲ့တွားရတယ်ဗောန ဆိုဒီပွဲစဉ်မှာ Man City က3လေးလုံးထိတွင်းပါမလားအဲ့ဒါတစ်ချက်စဉ်းစားနေရရှိရပါတော့ဒီပွဲစဉ်မှာကျွန်တော် Man City အတင်းနဲ့ကျွန်တော်3လုံးထိပဲကြိုက်တယ်ဗျာကျွန်တော်ဘိုးပေါင်း3လုံးထက်အပိုမကြိုက်ဘူးနော်အဲ့ဒါကျွန်တော်ဘိုးပေါင်းအောက်ကိုရွေးချယ်ပါတယ်ဟိုမှာဖင်ထားတဲ့ minute 60တော်တော်များဖြစ်မှာဘိုးပေါင်းကြီးကိုကြည့်မှဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်တို့နှစ်တင်းပေါင်းတွင်းကအနည်းဆုံး3လုံးထိတော့ရောက်သွားမယ်ဆိုတဲ့ခြေဖင်ထားတယ်ဗျာနော် Brighton အတင်းကတော့အနည်းဆုံး1လုံးလောက်တော့ထည့်မယ်ဆိုတဲ့ခြေဖင်ထားတယ်ရစတာစီတီကဂူးမရနိုင်ဘူးဆိုတဲ့ခြေဖင်ထားတယ်ဗျာနော် ဒီနေရာမှာ3020နိုင်3020နိုင်ဆိုတော့ကျွန်တော်3020နိုင်ကကျွန်တော်သဘောကျတယ်ဒီ3020နိုင်က5ဘောဖြစ်တာများတယ်5ဘောဖြစ်တာများတယ်ဗောနော်ဒီ3020နိုင်မှာကျွန်တော်ဗောနော်5ဘောအပေါ်ကျတယ်နော်ဗောနော်ဒီ body ရတော့ကျွန်တော်တို့ဗောနော်ဒါထိုးခြင်းလည်းထိုးမထိုးခြင်းလည်းမထိုးနဲ့ဗောနော်ပါပါလေး bright တန်ရိုက်ခြင်းလည်းရိုက်ကြည့်ဗောနော် less than city ကအဖက်ဖက်မှာအားနေနေရဆိုတော့အမှန်ပါတယ် ကျွန်တော် Brighton ကိုနည်းနည်းလေးပါပါလေးထိုးစေခြင်းနဲ့ဘောနော်ဒီခြေရတားပြင်းနေအခုပေါင်းအပေါ်ဘောနော်ထိုးဖို့ကျွန်တော်အကြံပေးခြင်းပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Forest နဲ့ Everton တို့ပွဲစဉ်ဖြစ်တယ်ဘောနော်ဒီပွဲစဉ်မှာတော့နောက်တန်း Forest က level 90ရှုံးဆိုမှစတင်ကြီးပေးထားတယ်ဘောနော်ခူပေါင်းကြီးကနှလုံး40ရှုံးဆိုမှပေးထားတာတွေ့ရတယ် Forest ကတော့ဒီဟာဒီဘောနော်တအားခြေစွမ်းနေပြနေတယ်ဒီနည်းပြလည်းတော်တော်လေးကောင်းတယ်လို့ပြောရမှာနော် ဒီရှိတဲ့လူနဲ့အဆင်ပြေအောင် လုပ်ထားတာတွေ့ရတယ်။ဒီအတင်း59မှာရထားတယ်ပေါ့နော်။ပြီးရင် Everton ကတော့အဆင်15မှာရှိတဲ့35မှာပေါ့နော် Everton အတင်းကတော့တန်းတန်းတော့မလွတ်သေးဘူးပေါ့နော်။သူ့အောက်မှာ West Ham United 35ရှိမှာ Wolves 30ရှိမှာပေါ့နော်။လက်ရှိအနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တန်းဆင်းဆောင်တော့လွတ်ပြီးလို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ဗျာဆိုတော့ Aswich က20 Leicester 10 Southampton 10မှာဆိုတော့ ဒါကစိုးရင်ကျဲအမှတ်မရှိတော့ပါဘူးဒီအဘတန်ပေါ့နော်35မှာဆိုတော့သူတို့စေအလေးစိုးလို့ရပါတယ်ဒီနှစ်တင်းရပထမအကြောတော့ကပွဲစဉ်ကိုချိမဲ့ဆိုရင်ဒါ forest ကအဘတန်ကွေးမှာတူးစီဆိုတော့ရလာနေနိုင်တာတွေ့ရတယ်လက်ရှိ Nottingham Forest ရဲ့ Carafon 5ပွဲအင်ကွင်းအဝေးကွင်းချိမဲ့ဆိုရင်3ပွဲနိုင်တစ်ပွဲသေးတစ်ပွဲရှုံးထားတယ်ဒါနိုင်ထားတဲ့အသင်းတွေကတော့ Man City လို့အသင်းပါတယ် Man U လို့အသင်းပါတယ်ပေါ့နော် အဆွေချစ်တော့အတင်းတွေကိုသူအနိုင်ယူထားတာတွေ့ရတယ်။ Everton အတင်းရလက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင် Everton အတင်းကတော့အင်္ဂွင်အဝေးဝင်ကာရာဖောင်၅ဘွဲမှာ၄ဘွဲတည်ရတဲ့ဘွဲရှုံးတာ Liverpool ကိုဝန်စီနဲ့ရှုံးထားတယ်။အဲ့ဒီဘွဲမှာလည်းကြည့်အောင်ထားတာတွေ့ရတယ်ပေါ့နော်။ဒါအပြန်အလှန်ဂိုးတွေထဲမဲ့ပြီးရင်ကျွန်တော်အနည်းဆုံးတည်ရတမတ်တော့ရအောင်ယူသွားမယ်ဆိုတော့ချိန်မျိုးပေါ့ဗျာ။ Head to head အနေထားတွေကိုကြည့်မယ်ဆိုရင် Head to head မှာဆိုလို့ရှိရင်ဒါ Forest အတင်းကနောက်ဆုံးဆော့ခဲ့တဲ့၅ချိန်မှာဆိုရင် Forest က တစ်ချိန်နိုင်ထားတယ်အဗတန်းနှစ်ချိန်နိုင်ထားတယ်ပေါ့နော်နှစ်ချိန်ကတော့တည်ကြထားတယ်ဂိုးအောက်၄ချိန်ဂိုးဘော်တစ်ချိန်ဖြစ်ထားတာလည်းတွေ့ရတယ်ပေါ့နော်နန်ဂျီယာနုံးနေမှာတော့ကျွန်တော် forest က53အဗတန်း29ရာခိုင်နှုန်းဆိုမှပြထားတယ်ပေါ့နော်ဒါဝိုင်းဆွဲပေါက်ကြီးတွေကိုကျွန်တော်တစ်ချက်ကြည့်မှဆိုရင်ဝိုင်းဆွဲမှာဖွင့်ထားတယ်မိနစ်60အတော်တွင်းမှာဆိုရင်ဒီနှစ်သိန်းပေါင်းကိုပေါင်းကြီးကအနည်းဆုံးနှလုံးလောက်ထိပဲရောက်မှာဆိုတဲ့ခြေဖွင့်ထားတယ်။ Inner Tier Forest ကတော့အနည်းဆုံးတစ်လုံးလောက်ပဲရမယ်။ အဲ့ဘာတန်တင်းလဲတလုံးလောက်ပဲရမယ်ဆိုတော့ခြေဖွင့်တာပေါ့နော်ဒီနေရာမှာတခုပြောကြရှိရဒီနှလုံး40ရှုံးဆိုတော့ဂူပေါင်းကြီးကအများအပြားဂူအောက်ဖြစ်တာပဲများတယ်ပေါ့နော်စီစီဝမ်းဝမ်းစီစီဝမ်းဝမ်းတခါတလေကြမှာပဲနော်ကံကောင်း2ဝမ်းတွေဖြစ်နေဖြစ်တတ်တယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂူပေါင်းအောက်ကိုခြိုက်ပါတယ်ဂူပေါင်းအောက်ကိုခြိုက်တယ်ပေါ့နော် level 90ရှုံးဆိုတာက forest 90ရအောင်များပါတယ်နော် ဒီပွဲစဉ်မှာကျွန်တော်တို့တရန် forest body နဲ့ဘူပေါင်းအောက်ကိုခြိုက်ပါတော့ထပ်ပွဲစဉ်တစ်ပွဲကတော့ south tanan နဲ့ aston villa တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ villa ကတလုံးတည်ရေဘူပေါင်းက၃လုံးတည်ရေဆိုမှအဝေးခွင်းကလမ်းပြထားတယ်ပေါ့နော်ဒါတွေကစတင်နေတွေဖြစ်ပါတယ်အာကျွန်တော် south tanan အတင်းကတော့စိတ်မကောင်းပါဘူးနော်ဒါတန်းစင်းသွားပြီး aston villa အဆင့်ခွန်မှာရှိတယ်50နဲ့ဓမ္မတူအပေါ်မှာ man city 50နဲ့ newcastle 53တူအောက်မှာ fulham 48နဲ့ brighton 49ရှိတယ် ်စတွန်ဗီလာအခုဘောနော်ဒီပရီးမီးယားလိဘွဲကံပြီးဆိုရင်တအားအရေးကြီးတယ်ဘောနော်ဒါချန်ပီယံလိဘွဲစဉ်တပွဲကိုကံဖို့ရှိရဘောနော်အင်ကွဲမှာဒါဆိုကျွန်တော်ထင်တာတော့လူတွေတော်တော်များများချမ်းမယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဒီပွဲစဉ်မှာကျွန်တော်တအားဂယူးဆိုင်ပြီးမှထိုးရမယ်ပွဲစဉ်တပွဲဖြစ်တယ်ဒီပွဲကကျွန်တော်ဒီနှစ်သိန်းရဲ့ဆောက်တနာအသင်းရဲ့လက်ရှိကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်ဆောက်တနာအသင်းကတပွဲနိုင် လေးဘွဲရှုံထားပါတယ်ဆောက်တနံရဲ့တိုက်စစ်ကအနောက်ဆုံးလေးဘွဲဆက်ကိုတွင်ထားတာတွေ့ရတယ်ပေါ့နော်လီဗာပူးကို3ဝမ်ဝူးကို2ဝမ်ခရစ်စတာပဲလစ်ကို1ဝမ်စပါးကို3ဝမ်ရှုံလာရှုံလာသူဂိုးတွေထည့်ထားတာတွေ့ရတယ်အက်စတွန်မီလာရဲ့လက်ရှိကာရာဖောင်ကြီးမှဆိုရင်တော့ပရီးမီးယားလိကာရာဖောင်မှကြီးမှဆိုရင်သူတို့နောက်ဆုံးဆော်တာ9ဝမ်မှဆိုရင်4ဝမ်9တဝဲရှုံခရစ်စတာပဲလစ်ကို4ဝမ်ဆိုတဲ့ရလာနဲ့ရှုံထားတာတွေ့ရတယ်အချမ်းနဲ့ပွဲစဉ်တွေမှာသူတို့အကုန်လုံးဘောနောအတင်းတိုင်းကိုသူတို့နိုင်အောင်ကန်ထားတာတွေ့ရတယ်ဘောနော ဒီနေ့တင်း head to head မှာဆိုရင်ဒီနေ့တင်းတွေ့ရတာနောက်ဆုံးပေါ့နော်၅ချိန်မှာဆိုရင်၄ချိန်၉ဘောဖြစ်ထားတယ်တစ်ချိန်က၉ဘောဖြစ်ထားတာတွေ့ရတယ်ပေါ့နော် Aston Villa ကတော့တည်တဲ့အချိန်မှာဒီပွဲစဉ်ပြီးရင်ကျွန်တော်ပြောခဲ့ပြီးပြီအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲ Champion League Quarter Final ပွဲစဉ်တစ်ပွဲအင်ကွင်းမှာကံမှုရှိရဒီပွဲကအသေးအလဲကံမှုရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲကိုလည်းသူတို့ဘယ်လိုဆွာမှာဆိုတာကျွန်တော်တစ်ချက်ကြည့်ရမယ်နော်အရင်လူစင်းကတော့ဘယ်လောက်ထိမဆိုးလာပါဘူးဒါပေမဲ့တအားတောင်းတဲ့အချိန်မှာတော့မပါဘူးပေါ့နော် ဒါဒီနှစ်တင်းရဲ့နိုင်ဂျီးယားတော့မှာတော့ကျွန်တော်တို့ဒါစောက်တနာဆက်ခွန်ရာခိုင်နှုန်းနဲ့ဘီလာ65ရာခိုင်နှုန်းဆိုတော့ပေးထားတယ်ပေါ့နော်။ဒါကစားသမားဒဏ်ရာရတဲ့ပွဲပိုင်းမှာတော့နှစ်တင်းတော့မရှိသလောက်ပါပဲကင်းစင်တယ်ပေါ့နော်။ကျွန်တော်ထင်တယ်ဒီမှာ Ross Barkley တို့ကတော့နှစ်ပွဲထွက်လာဖို့များတယ်ပေါ့နော်။ဒီအာစောက်တနာနဲ့ပွဲစဉ်ပေါ့နော်။ဒါကျွန်တော် Wines ပဲ Wines ပဲပေါက်ကြီးတွေကြည့်မယ်ဆိုရင်ဒါ Wines ကဖွင့်ထားတယ်မိနစ်90တော့ဒီမှာအနည်းဆုံး3လောက်ထိရောက်မှာဆိုတော့ကြည့်ဖွင့်ထားတယ်။ စောကနံတင်းအနည်းဆုံးတစ်လုံးတော့ရမယ်ဆိုတဲ့ခြေကိုဖွင့်ထားပါတယ်။ဗီလာတင်းအနည်းဆုံးနှလုံးတော့ရပါမယ်ဆိုတဲ့ခြေကိုဖွင့်ထားရမယ်နော်။ဆိုတစ်လုံးတည်းရေကိုကုန်းတုံးလုံးတည်းရေတစ်လုံးတည်းရေဘောနော်21ဆိုလို့ရှိရင်တည်းရေကြမယ်ဘောနော်။ဘူးကောင်းတုံးလုံးတည်းရေဒီပွဲစဉ်မှာတော့ကျွန်တော်ထိန်းထိန်းသိမ့်သိမ့်ကမလို့ပဲချင်တယ်ဗျာကျွန်တော်ဘူးကောင်းတုံးလုံးထက်အပေါ်မကြိုက်ဘူးကျွန်တော်ဘူးကောင်းအောက်ပဲရွေးချယ်တယ်။ဘူးကောင်းတုံးလုံးတည်းရေတခါလက်ကိုကဘိုးပေါ်တော့ဖြစ်တတ်တယ်ဘောနော်။ body မှာကျွန်တော် ancient အသင်းမြစ်တဲ့ south tanan ကြိုက်တယ်ဗျာ south tanan နဲ့ဘူပေါင်း၃လုံးထိပဲကြိုက်တယ်ဗောနော်အဲ့ဒါပွဲစဉ်တစ်ပွဲကတော့ arsenal နဲ့ brand photo ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါ arsenal အသင်းကတော့ဒါ champion နဲ့လည်းဒုတိယအကြော့ကန်လည်းရှိတယ်ဗောနော်လက်ရှိဇယားအနေထားကိုကြည့်မယ်ဆိုရင် arsenal အသင်းက arsenal မှာရှိတယ် brand photo အသင်းကတော့ arsenal မှာရှိတယ်ဗောနော် brand photo ကတော့တန်းစင်းစရာလည်းအကြောင်းမရှိတော့ဘူးဗောနော်၄၂နံပါတ်ရထားတယ်ဗောနော် ်အာဆင်နယ်ကတော့သူရအောင်မှာ forest 59 chelsea 53ပါလားဒီနှစ်တင်းရပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဒါ brandford ပွဲမှာအာဆင်နယ်အတင်းရ31ဆိုပြီးရလနဲ့နိုင်ထားတာတွေ့ရတယ်လက်ရှိအာဆင်နယ်အတင်းရ carabao ကိုကြည့်မယ်ဆိုလို့ရှိရင်ကစားသမားလည်းစုံလာပြီပေါ့နော်အာဒါ၅ဘွဲကိုကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်၃ဘွဲတည်းနိုင်ထားတာချယ်စီဖူလမ်ဆိုတဲ့အတင်းလိုမျိုးနိုင်ထားတာတွေ့ရတာပေါ့နော် အစနေတဲ့အရဒီပွဲစဉ်မှာတလုံး30နိုင်ပါတော့ကိုပေါင်းကြီးက3လုံး90စားဆောင်မှာပေးထားတယ်ပါတော့ဒါ brand phone အတင်းရဲ့လက်ရှိကာရာဖောင်5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ brand phone အတင်းကတပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးထားတယ်ပါတော့ဒါနိုင်ထားတာကတော့ကျွန်တော်ဘုံမောက်ကို21နဲ့အဝေးကွက်မှာနိုင်ထားတယ်ပါတော့တည်ကြတာတော့ everton 11ရှိမယ် chelsea ရှိမယ်ပါတော့ newcastle ရှုံးတယ်အစတွန်ဗီလာကိုရှုံးထားတွေ့ရတယ်ပါတော့ head to head အနေထားတွေကိုကြီးမဲ့ဆိုရင်ဒီနေ့တင်တွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကကြီးပြအတာအသီးရထားတာတွေ့ရတာအာဆင်နယ်၄ချိန်နဲ့တစ်ချိန်ကတော့တည်ကြတာပေါ့နော်ဂိုးပေါ၃ချိန်ဂိုးအောင်နဲ့ချိန်ကြထားတာပေါ့နော်ဒီနေရာမှာသတိထားမှာကအာဆင်နယ်အသင်းကပထမအချက်ရီယဲကိုသတိစည်းနဲ့နိုင်ထားတယ်ဆိုတာမှန်ပေမဲ့လည်းအခုရီယဲကွင်းမှာတော့ဆွဲရမယ်ဆိုတော့ကျွန်တော်တို့တော်တော်လေးသတိထားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်ပေါ့နော်။အားနေ view ကတော်တော်လေးတို့တို့ပေါ့နော်တို့တို့ တတော်လေးကောင်းတယ်ဗောနသူတို့ကွဲမှာဆိုလို့ရှင်အဲဆိုရင်ကျွန်တော်ဒီကွဲစင်မှာဆိုလို့ရှင်ဗောနအာဆင်နယ်ဖက်မှာကိုင်ဟာဗက်စ်တို့ဂျီဆုစ်တို့မီယာဆူလိုကာလိုဖျော်ရီတို့ကာဗရီယယ်တို့ဗောနဒီကစားသမားတွေမပါနိုင်ဗောနပြီးရင်ကျွန်တော်နဲ့ဆာကာတို့ဘာတို့လာအနာပေးနိုင်တယ်ဗောနဒီကွဲစင်မှာအဲဒါကြောင့်တလုံးသွင်းတာနဲ့တော့30စားပေးထားတယ်နဲ့ပြပါတယ်ပုံမှန်ဆိုရင်ဒီကြတော့ဘူချီးပြင်းတယ်ဗောနအာဆင်နယ်ပေးနေကြဆိုလို့ရှင် brand code ဒီချက်ပို့ပြီးမှပေးတယ်ပေါ့နော်ကျွန်တော်နှလုံးတစ်ဝက်စားလို့ဒီလိုပုံမှာအများအားပေးနေကြောက်တယ်အခုကတလုံးတွင်းတာနဲ့39ဆိုတော့ဗျာတစ်ချက်စဉ်းစားချက်ဖြစ်နေတယ်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ဒါ wine swap ပေါက်ကြီးတွေကြီးမဲ့ဆိုရင် wine swap မှာဖွင့်ထားတဲ့မိနစ်90အတွက်တွင်ကဂိုးပေါင်းကြီးကိုကြီးမဲ့ဆိုရင်အနည်းဆုံး3လုံးထိတော့ရောက်သွားနိုင်တယ်ဆိုတဲ့ကြီးကိုဖွင့်ထားတဲ့ arsenal တင်းကနှလုံးတော့ထည့်မယ် brand code အတင်းကအနည်းဆုံး3လုံးတော့ထည့်မယ်ဆိုတဲ့ကြီးဖွင့်ထားတယ် ဒီပွဲစဉ်မှာဗျာကျွန်တော်390 390ရေချာပေါက်ဘူပေါက်ဘူအောက်ပဲဖြစ်တာများတယ်ဗျဒီ390ရှုံးမင်းမှာပေါက်ကြီးတွေလည်းကျွန်တော်လေးလာတယ်တော်တော်လေး390ရှုံးမနော်တခါလေးကန်ဆိုးမှာပဲဘူပေါက်ဖြစ်ရင်ဖြစ်တယ်ဆိုဒီပွဲစဉ်မှာကျွန်တော်နံပါတ်1ဘူအောက်ကြိုက်တယ်ဗောနော်ဘူအောက်ကြိုက်တယ်ပြီးလို့ရှင်အာဆင်နယ်အသင်းရဲ့ဒေးရှင်ကန်ရမှာဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာ body မှာ brand ဘူကြိုက်တယ်ဗျ brand ဘူဗောနော်တကယ်လို့ရှုံးလဲတစ်လုံးထပ်မှာပို့လို့ထင်တယ်ဗောနော် ဆိုတော့ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့တဲ့ပွဲစဉ်တွေတော့ Man City Body ပေါ့နော်ပြီးရင် Brighton ပေါ့နော် Brighton ဂူပေါင်းပေါ် Brighton ပပလေးထိုးဖို့ပြောတယ်ပြီးလို့ရှိရင် Leicester City ပြီးလို့ရှိရင် Forest နဲ့ Everton ပေါ့မှာဆိုရင် Forest Body နဲ့ဂူပေါင်းအောက်လို့ပြောတယ် Aston Villa နဲ့ Southampton မှာဆိုလို့ရှိရင်တော့ကျွန်တော်ဂူပေါင်းတောင်းလုံးထိပဲကြိုက်တယ်ပြီးရင် Southampton ကြိုက်တယ်အစနနဲ့ဘရန်ဖို့မှာဆိုကျွန်တော်ဘရန်ဖို့ခြိုက်တယ်ဂူဝမ်အောက်ကိုခြိုက်ပါတယ်ပေါ့နော် ဒီကိုရွေးဒီနေ့ကတော့ဒီလောက်ပါပဲဗောနောအားလုံးအဆင်ပြေကြပါစေဗောနောကျွန်တော်အများကြီးတောင်းတခံမှန်းပေးချင်ပါတယ်ကျွန်တော်မှလည်းအလုပ်တစ်ဖက်ရှိလို့ဗောနောအလုပ်တစ်ဖက်လုပ်ရတဲ့အကြောင်းလဲညပြန်လာပြီးမှကျွန်တော်ဒီပေါ်တော့ပေါ်ရလုပ်ရတာဗောနောကျွန်တော်မြန်မာပြည်ကြီးလည်းငြိမ်းချမ်းပါစေညီကိုတို့အားလုံးအဆင်ပြေကြပါစေဘလုံးပေါ်ရလည်းပေါင်းကြပါစေဗျာ